Telegram channel တွေဟာ message ပို့ယုံတတ်မှာဟုတ်တော့ပါဘူး။အခုဆိုရင်လာစင်ဝင်ငွေကောင်းကောင်းရှာနေကြတဲ့ online business တကူဖြစ်လာပါပြီ။ဟုတ်ကဲ့အားလုံးမင်္ဂလာပါ။ WMA Technical and Knowledge channel မှာကြိုဆိုပါရစေ။မိတ်ဆွေတို့မှာ follower နဲ့နေရင်တောင်မှ စတင်လှုပ်ဆောင်နိုင်မဲ့ Telegram ကနေဝင်ငွေရှာနေ၃မျိုးကိုဒီဗီဒီယိုမှာမျှဝေသွားမှာဖြစ်ပါတယ်။ပထမဆုံးနဲ့အထူးရောက်ဆုံးနည်းလမ်းကတော့ကိုပိုင် digital products တို့မဟုတ်ဝန်ဆောင်မှုတွေကိုတက်ရရောင်းချခြင်းပါပဲ။ channel ဟာတင့်ရဲ့ကိုပိုင်ဆိုင်ကမ်းလို့ဖလှပါလိမ့်မယ်။ programming, editing, design စတဲ့ဤပညာ skill တွေကျွမ်းကျင် online courses, e-books တောင်းမဟုတ် template တွေကိုဖန်တီးပြီး channel မှာရောင်းလို့ရပါတယ်။ဤပညာပိုင်းဆိုင်ရာ website ရေးပေးခြင်း, logo, banner design ဆွဲပေးခြင်းစတဲ့ freelance ဝန်ဆောင်မှုတွေကိုလည်း channel ကနေကြောင်းရပြီးဖောက်သစ်ရနိုင်ပါတယ်။ဒုတိယနည်းလမ်းကတော့ကြည့်ရှုသူ subscriber များလာတဲ့အခါအခြား channel တွေ ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတွေစီကနေကြော်ညာကယူပြီးဝင်ငွေရှာခြင်းပေါ့တင်းချင်တဲ့ကနေပညာအကြောင်းအရာတွေကိုအဓိကထားရင် IT ဖြူစီအယောင်ဆိုင်တွေကွန်ပျူတာသင်တန်းကျောင်းတွေဒါမှမဟုတ် hosting service တွေကတင်းချင်တဲ့မှာကြော်ညာဖို့လာရောက်ကမ်းလှမ်းပါလိမ့်မယ် channel ရဲ့အခြားလာ analytics ကိုသုံးပြီးကိုရ post ခုချင်းစီကိုလူပဏယောင်းမြင်နေဆိုတဲ့ view rate ပေါ်မူတည်ပြီးဇင်းနုတ်တမတာဟာ professional အကြလုံးနီးလမ်းပဲဖြစ်ပါတယ်။တတိယနီးလမ်းနာကို အချို့ကြောင်းရတွေကို အခကြေးငွေယူတဲ့ private channel ဒါမှမဟုတ် group တွေနဲ့ဝင်ငွေရှာခြင်းမှာ private channel မှာပုံမှန် channel မှာမပေးနိုင်တဲ့ပိုပြီးနဲ့နေတဲ့ဘူးသူသားတွေ technical training တွေဒါမှမဟုတ် niche market analysis စီကွတ် question စိတ်ဖျားချက်တွေကိုလာစင်ကြီးနဲ့ပေးနိုင်ပါတယ်ဒီလိုအထူးအဖိုက်ဝင်စင်တဲ့အထက် subscription board လို third party tools တွေတုံးပြီးဝင်ငွေကိုအလိုလျောက်စီမံခန့်ခွဲနိုင်ပါတယ်ဒါမှသာလူတစ်ယောက်ချင်းစီကို ကိုယ်တိုင်လိုက်ထည့်နေကြမလို့ပဲအလုတ်ရှုပ်တတ်တာမှာပါကဲ Telegram channel ကနေဝင်ွေရှာနိုင်မယ့်ကိုပိုင်ထုတ်ကုန်ရောင်းချခြင်းကြော်ညာလက်ခံခြင်းနဲ့ Premium အဖွဲ့ဝင်စနစ်ဆိုတဲ့နီလန်သုံးခုကိုတင်သိရှိသွားပြီလို့ထင်ပါတယ်ဒီနီလန်တွေကိုစတင် Water Blue Digital Products တွေကိုဖန်တီးရောင်းချရမှာလဲဆိုတဲ့ Tutorial တွေကိုနောက် Video တွေမှာစတင်ပေးသွားမှာမို့ channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုတိတ်ထားဖို့မမေ့ပါနဲ့ ဒီဗီဒီယိုကတင့်အတွက်အကျူးရှိရင် like share လုပ်ပေးသွားပါဦး။